အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်တီချန်နယ်ကနေပရိသတ်များအကျိုးဆိုပါရယ်ဒီနေ့မှာတော့စာရေးသူဇေယနာရမညရေးတာထားတဲ့အောင်မြတ်တာနဲ့မွေဟောက်တိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ရှင်ဇာတ်လမ်းလေးမစသေးခင် channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းသစ်သစ်တင်နိုင်မှလည်းသိရှိနိုင်မှုလူဒီပဲလေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ခင်ကြီးထဆန်ထဆန်ညတကောင်ချိန်ခေါ်လိုက်တဲ့အတန်ကြောင့်ဒေါခင်ကြီးတယောက်မျက်လုံးကိုပုတ်တက်က ထားကြည့်လိုက်တဲ့ချိန်ကျင်းအောင်ပြင်မှာရက်နေရဲ့လူတယောက်ဒါကြီးလားဘသူလဲရက်နေတာဟဲ့ခင်ကြီးမငါနာမည်ဖိုးတာဒါလို့ခေါ်တယ်နည်းပြညာတကောင် ထမင်းချက်တဲ့အောက်တတဲ့ကိုတူးရမယ်နော်နင်တယောက်ပဲသွားအဖေမခေါ်သွားနဲ့ကြားလာဒေါခင်ကြီးလည်းမှုံမှုံဝါးဝါးမြင်နေရတဲ့လူရဲ့စကားကိုတေချာမှတ်ထားပြီးတော့ခေါင်းငိတ်ပြလိုက်တဲ့ချိန်ဖြက်ခနဲလန့်နိုးလာခဲ့တယ်ငါပါဟုစိတ်ဆွဲပြီးမှတ်တာပါလေထမင်းရဲ့ငယ်ရင်အတွင်းနယ်ချဲနေချိန်မှာ နှာခေါင်းထဲကိုဆေးပြေးလေးနဲ့တခု တိုးဝင်လာခဲ့တယ်။ဒီနားမှာဆေးပြေးလေးတောက်တဲ့သူလည်းမရှိပါဘူး။ဘယ်ဟာနာနဲ့အနံ့ပါလိမ့်နော်။ဒေါခင်ကြီးတယောက်တောင်တွင်းမြောက်တွေလုံနေတဲ့ချိန်တားပြေသူမဦးခြံထဲဝင်လာတာမြင်လာရတယ်။တားကြီးနေဇက်စိတ်မသွားဘူးလား။ခုပဲသွားပြီးလို့ပြန်လာရလေ။ဒီမှာကုတ်တေးကုတ်ချလို့ရတဲ့ငွေ။ဒီနေ့ကအဆင်မပြေပါဘူးအမေဟာ။ခရီးသည်တွေတိတ်မလာကြဘူး။ငွေအကျွေးတချို့ကိုကံပင်ရေးပြောလိုက်တဲ့တားပြေသူစကားကြောင့် ထောင်ကင်ကြီးကမနက်ကဝယ်ထားတဲ့မုံလေးပြာတထုပ်ကိုကမ်းပေးလိုက်ပြီးတော့မင်းနဲ့စာနေရောပေါ့ဒီမုတ်ကိုအရင်စားထားလိုက်။အော်ဒါနဲ့ညာအမေအိမ်မက်မက်တဲ့အတိတာအဲရီလိုပြောကတားဖြစ်သူကိုအိမ်မက်အကြောင်းပြောပြလိုက်မိရဲ့။ညာတကောက်ချင်းအမေတယောက်တည်းဖြစ်ပါမလား။အဖေကလည်းဥတူရာနဲ့ရံဖြစ်နေရုံပဲနော်။ तू မသိရဲ့ချိန်သွားမှာပေါ့။အမေနှိုးရင်မင်းသာလိုက်ခဲ့။ထောင်ကင်ကြီးလည်းတားဖြစ်သူနဲ့တိုင်မြင်ပြီးညာတကောက်ချင်းရအောင်စောင့်နေခဲ့လိုက်တယ်။ ညတကောင်ချင်းအိမ်အောက်ကနေထွက်လာတဲ့အတန်းကြောင့်ကိုတင်အေးတယောက်လန်နူးလာခဲ့တယ်။နူးလာတဲ့ချိန်ဘေးကိုကြည့်တော့မိမဖြစ်သူကိုမမြင်ရတဲ့ပြင်အိမ်အောက်ကနေထွက်လာတဲ့အတန်းကြောင့်လက်နိတ်တမီကိုယူကပကံစေးတဲ့ကုပြေးအောက်ကနေထိုးကြည့်လိုက်ရာတန်တရင်တလက်နဲ့မြေကြီးကိုတူးဆွနေတဲ့သားမီးနှစ်ယောက်ကိုမြင်လိုက်ရတယ်။ခင်ကြီးနဲ့မအူနင်တို့ကညတကောင်ချိန်ဘာလုပ်နေကြရလဲဟမ်ကိုတင်အေးရဘူးမသိဘာမသိနဲ့လှမ်းပြောလိုက်တဲ့ချိန်တန်တရင်ကိုကင်ထားတဲ့မအူရဲ့အနောက်မှာ မုတ်ထည့်ရဲ့ပကံပြားအဝိုင်းဒီပါရှိရဲ့ပပင်းကိုထောင်ထားတဲ့မွေဟောက်တစ်ခါကိုမြင်လိုက်ရတယ်။တာကြီးမင်းမင်းနောက်မှာမွေမွေခင်ကြီးမမြန်မြန်ထွက်လာစမ်းကိုအေးတင်အတန်ကြောင့်မောင်ဦးကလဲကြည့်ချွီးဆိုတဲ့အတန်နဲ့တူတန်တရင်းကိုလွှမ်းပေါက်လိုက်တဲ့မွေကောင်းကိုရိတ်ခနဲမြင်လိုက်ရတယ်။မွေမွေပြုတ်လာကြပါဦး။လူကြီးတိတ်ချိတ်ဖြစ်ပေမဲ့တအိမ်နဲ့တအိမ်ကန့်နေရကြအနာလူတွေထုတ်တေကန်ပြီးရောက်လာခဲ့တယ်။ ဒါမဲ့ခုနမြင်လိုက်ရတဲ့မွေကို အစားအနာတော့တာမမြင်ရတော့ဘူး။ကန်တီပေလို့တာပေါ့ကွာ။နောက်ဆိုမင်းအနေနဲ့မိမတော်ရလိုက်မှာမဟုတ်ဘူး။ဖက်ကျန်းစိလေးကိုဖွာရှာရင်တာမီးနှစ်ယောက်ကိုစိုက်ကြည့်ကပြောလိုက်တဲ့စကားကြောင့်ဒေါခင်ကြီးရောမှဥပစက်ကလေးပူသွားခဲ့တယ်။အမေကကျွန်တော်ပြောသားပဲ။အိမ်မက်ဆိုတာသွေးတွေချောင်ကြပြီးမက်တာပါလို့ခုတော့အသက်မတည်ရကန်ကောင်။နောက်ဆိုအမေလည်းပောက်ကရရီလိုက်မလုံနဲ့တော့။ခင်ကြီးမနေရဘာအိမ်မက်တွေမက်လို့တော့ ဘာမှမဟုတ်ပါဘူးတော့ရဲ့ညကလည်းနဲ့နေပြီဆိုတော့အိတ်ဆရာရှိရအိတ်တော့ဒေါခင်ကြီးလည်းကိုအေးတင်ကိုမျက်ဆောင်ထိုးကပြောလိုက်ပြီးချင်းအောင်လဲဝင်ကအိတ်နေလိုက်တယ်မနက်အာယုံတက်ချိန်နာရောက်တော့ဒေါခင်ကြီးစီကိုပဝါဖြူပေါင်းထားတဲ့အဖိုးကြီးတယောက်ရောက်လာပြီးစိတ်ဆိုးတဲ့လေသံနဲ့ဒီလောက်တေချာမှထားတာတော့တခြားသူတွေကိုခေါ်လာပါလားနေရငါတို့ပေးကြအောင်ရားထိုက်တဲ့သူမဟုတ်ဘူးတွားတွားနောင်တရစပြီးဘာမှရဖို့စိတ်မကူးနဲ့အဲဒီလိုပြောကအိမ်နေရန်ကိုထိုးဖောက်ပြီးဆင်းသွားခဲ့တော့တယ် တံပြန်အော်လိုက်တဲ့မွေစိုးတုန်တဲ့ကြောင့်အင်သာတက်နေရဲ့မအုပ်တရလက်နေတံမီကိုယူပြီးထင်ရန်ပေါက်ကနေထိုးကြည့်လိုက်ရာလူကြီးလက်ကဝေခန့်ရှိမဲပြောင်နေရဲ့မွေဟောက်တစ်ကောင်ကအိမ်ဘက်ကိုမျက်နှာမူပြီးကြည့်နေတာကိုမြင်လာရတယ်။အမလီနဲကောင်မဟုတ်ပါလား။အရင်ကဒီနေရာမှာမွေနဲ့တူတာဆိုလို့ဘာမှမရှိပါဘူး။ခုတလုံးမှဘလို့ဖြစ်တာပါလဲ။ကိစ္စဝိစားတွေပြီးရဲ့အချိန်တိုင်းမွေဟောက်ကြီးကလုံးဝမလုပ်ဘဲရက်ကြည့်နေရကြောင်းမအူတယောက်အနားမှာရှိရဲ့ထင်းကြောင်းနဲ့ ကောက်ပြစ်လိုက်ပြီးခြောက်နှမ်းလိုက်တော့မှအိမ်ရောက်သေးကိုရှောကနေတိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။အိမ်ညာမောင်ဦးရဲ့အိမ်မက်ထဲမှာမရေမတွက်နိုင်တဲ့အမွေအကောင်ပေါင်းများစွာကသူ့နောက်ကနေလိုက်နေရမြင်မှတ်ခဲ့တယ်။ဒီလိုနဲ့တပတ်လောက်ကြာတော့ညာဘက်တွေတွေမကပဲနေကင်းကြောက်တော့အချိန်မှတော့မွေတွန်တန်းနေကြားရတဲ့ပြင်အိတ်ထုတ်တန်းနေပေါ်မှာရိခွေနေရဲ့မွေတချို့ပါမြင်တွေ့ခဲ့ကြရတယ်။တခါတလေအဝေးချင်းနှောင်းတွေထဲမှာခွေယူနေရဲ့မွေတွေပြင်အိတ်အောက်ကမီးသွေးအိတ်တွေကြားထဲမှာဆန်းဆန်းကြီးခိုနေတတ်တာကြောင့် အိမ်ထဲမှာစိတ်ချလက်ချနေဖို့ကမဝေမရေဖြစ်လာကြတယ်။ကိုအေးတင်ကတော့မူးလာတိုင်းမွေတွေ့ရနဲ့တက်မယ်ဖြက်မယ်လို့ကြေးဝါနေတယ်လို့မွေရီယာလည်းတနေ့တခြားပေါ်များလာခဲ့တယ်။တညမှာတော့ကိုအေးတင်အိမ်သာတက်ချင်လို့ဒဏိတမီယူပြီးအိမ်သာတကားကိုဆွဲဖွင့်လိုက်ရာအိမ်သာအမိုးထုတ်တမ်းပေါ်မှာရစ်ပတ်တွဲခုနေရဲ့မွေဟောင်ကြီးနှကောင်မြင်လိုက်ရတယ်။အမလီလန့်လိုက်တာကွာ။ငါလက်ခွန်းနဲ့မှညာဦးပိုင်းကတောက်ထားတဲ့အရက်ရှိကြအနီးနားမှာရှိတဲ့ထင်းချောင်းကိုကောက်ယူကား အမိုးတန်းပေါ်တွေ့တက်နေတဲ့မွေးနှံကောင်ကိုဘိုင်းကနေရိုက်ချလိုက်ပြီးဓမီနဲ့ထိုးကြည့်လိုက်ရာနာကျင်စွာလူးလွန်ပြီးအိမ်အောင်ထဲကိုတိုးဝင်သွားတာမြင်လိုက်ရတယ်။အေးတင်ကိုဒီလိုလာလို့ရင်အကုန်မတာပေါ့ကုန်ပဲ။တယောက်တည်းစိတ်ယူပေါက်ပြီးကြေးဝါကအိမ်ထဲပြောင်းဝင်ဖို့အလုပ်ချက်အနောက်ဘက်အမောင်တုထဲမှာမတည့်ရက်နေတဲ့လူရဲတစ်ခုကိုဖြတ်ကနေမြင်လိုက်ရတယ်။ဟဲ့ဘသူလဲကွ။အဲဒီလိုပြောပြီးဓမီနဲ့ထိုးကြည့်လိုက်ပေမဲ့ဘာမှမတွေ့ရပဲ။ လေတိုင်းလို့လှုပ်နေရဲ့ညှပ်ပြောရဲတချို့သာမြင်လိုက်ရတယ်။အမေအမေအိမ်အောက်မှာတောင်ပေါ်တလုံးပေါက်နေရဲ့ကြီးကြီးပါအောင်။တာပြည့်သူမဦးစကားကြောင့်ဒေါခင်ကြီးတယောက်ကြံခင်းပေါက်ကနေခြောက်ကြည့်လိုက်ရ။အဟုတ်ကိုတောင်ပေါ်တလုံးထွက်နေရမြင်လိုက်ရတယ်။လွန်ခဲ့တဲ့တပတ်လောက်ကတော့မတွေ့မိပါဘူး။ခုမှရုတ်တရက်ကြီးဘယ်ရပေါ်လာလဲ။ဒါတော့ဘယ်သိပါမလဲအမေရဲ့။ခုတလောအိမ်ထဲမှာပေါ်ပေါ်လာတဲ့မြွေတွေကဒီတောင်ပေါ်နဲ့များစိုက်နေမလား။အမေလည်းတိတ်ချာမပြောတတ်ဘူး။ မင်းနဲ့အိယောက်တဲ့အရင်ရက်လိုက်ဝင်မနေနဲ့ကြာလာမဝေမအောင်မေရဲ့အော်မနေ့ကချစ်ရေးအိမ်ကိုဘိုးတော်တပါကြွလာတာသိပြီးပြီလားဘယ်ရောက်ဘိုးတော်လဲအမေလည်းမသိရပါလားဦးချင်းစိန်တို့ကိုကိုွယ်တဲ့ဘိုးတော်လို့ပြောတာပဲခုနကတော့ဒေါ်စိန်တီတို့ဘေဒင်းမီးဖို့ဝင်သွားကြတယ်ဘေဒင်းဆိုတဲ့အတန်းကြောင့်ဒေါ်ခင်ကြီးတယောက်အနှဲငယ်စိတ်ဝင်စားသွားပြီးနတ်လူဆဲဆဲဖြစ်နေတဲ့တမီးဦးကိုဘဲညာခိုင်းရင်ကမိသွေးခဲတွေကိုအိုလို့တလုံးနဲ့ထိုးထည့်လိုက်တယ်နမယခင်ကြီးနော် ဟုတ်ပါတယ်။ခင်ကြီးတနင်းနာသမီးတိုက်ပွားလူနက်ခတ်ဂျိုနက်ခတ်သဘောရတီလာတွင်ယရနာဝင်ခဲရှိရဲ့။ဒါမဲ့အိမ်ထဲမှာခြေနှချောင်းထွက်ခဲလဲမြင်နေတယ်။ပိတ်ဖြူဝဲဘိုးတော်စကားကြောင့်ဒေါခင်ကြီးတယောက်ဖျားတလိုက်ပြီးခြေနှချောင်းထွက်ခဲတော့မဖြစ်ပြရစေနဲ့စီရရဲ့။ကျမဘလို့လို့ရင်အဆင်ပြေမလဲ။နေရောခြံထဲမှာမမြင်အပ်တဲ့အဆောက်အအုံတွေအတိုက်လာဖွဲ့ထားတာကိုလည်းမြင်နေရတယ်။ဘိုးတော်က မျက်လုံးဥုံမိတ်ပြီးတခုခုအာယုံခံနေရကနေအိမ်အောက်မှာတင်ငန်းစုံနဲ့ထုတ်ထားတဲ့ပစ္စည်းရှိနေရဲ့ဒါအောင်စောင့်ကြည့်နေကြတဲ့သူတွေကတင်တို့မနေရရအမျိုးမျိုးနှောက်ရက်ကြနိုင်မယ်နော်မှန်လိုက်တာစီရရဲ့ခုတလောအိမ်ထဲမှာဘယ်ကနေရောက်လာမှန်းမသိရမွေးဟုတ်တယ်အများကြီးမှအများကြီးပဲတခါတလေညဘက်အပေါ်ပါသွားရင်တော့နေကြီးမှလူလို့နေကြတာဒါမဲ့သူတို့ကလူကိုယ်တော့အနေရမပြူဘူးမို့လားဒါတော့ဟုတ်တယ်သူတို့ကလူကိုယ်တော့ဘာမှမလုပ်ကြဘူး ။တင်တို့ဘက်ကလည်းသူတို့ရံမပြူပါနဲ့မတက်ပါနဲ့။သူတို့တက်တဲ့နေရတင်တို့မိသားစုတွေကနေခြေနဲ့ချောင်းထွက်တဲ့နေပဲ။ဒါပေမဲ့ဆရာရဲ့ခုလိုရင်မြင်တွေ့နေရတာကတော့နေရတာအဆင်ပြေလောက်။သူတို့နေရရွှေ့ပေးလို့မရဘူးလား။ခက်တော့ခက်နေပြီ။တင်တို့အတွက်အကောင်းဆုံးအကြံပေးချင်တာကဒီနေရာကနေပြောင်းဖို့လုံလောက်တဲ့တန်ကြီးတစ်ခုတောင်းပါ။သူတို့ပေးလာခဲ့ရင်တော့ဂရိတိုင်နေရာပြောင်းပေးလိုက်ပါ။ကျမဘလို့တောင်းရမှာလဲလမ်းညွန်ပေးပါစီယာ လာပြင်းကြီးည9နာရီကျရင်အိတ်ကောင်းရင်မြေလို့တခုမှနွားတို့တစ်ခွက်ပေါက်ပေါက်စုပ်တစ်စုပ်အမွေးတိုင်ဖျောင်းနိုင်ထူမီတနာရီတိတိမြစ်တာပို့ပေးမြစ်တာတော့ခန္ဓာတော့ပရိမိတ်တဇာလာတော့တို့ရရင်ရွတ်ဖက်ပေးပါတခုခုထူးခြားလာပါလိမ့်မယ်ဒေါကင်ကြီးလည်းဘိုးတော်မာတဲ့အတိုင်းမှတ်သားပြီးလာပြင်းကြီးညမှာလှုပ်ဆောင်ခဲ့ရာမနက်အာရုံတက်ချိန်ရောက်မှအိမ်နေတဲ့ခေါင်းရင်းထရံကိုလက်နဲ့ပုတ်တဲ့အတန်ကိုကြားလိုက်ရတယ်ခင်ကြီးထဆန်း ဒီတစ်ခါလွှဲရင်တသက်လုံးဘာမှရဖို့စိတ်မကူးနဲ့ကြားလာကအုပ်အုပ်ပြောတဲ့တန်ကြောင်ခင်ကြီးတယောက်ထားထိုင်လိုက်ပြီးအတန်ကြားရဘက်ကိုနားဆွင့်နေလိုက်တယ်ခုချက်ချင်းအိမ်ကောင်းရင်တရက်ပင်အောက်ကိုသွားမြောက်ဘက်ကိုထွက်နေတဲ့တိတ်ကိုင်းတက်တဲ့ကိုတူပြီးရတာကိုယူလိုက်တခູ່ခုရပြီဆိုတာနဲ့အနောက်ကိုလှည့်မကြည့်ပဲစံအိုးထဲသာထည့်ထားပြီးတော့မြင်မြန်လို့ဒေါခင်ကြီးလည်းအတန်ကြားရနဲ့ပထမတစ်ခါလို့မဖြစ်အောင်အိမ်သားတွေအိမ်မောကြမကြကြီးကအိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်အောက်ရောက်တော့ အသိရှိနေတဲ့တန်တရင်းတစ်ချောင်းကိုယူကမြောက်ဘက်အရက်ကိုထိုးထွက်နေတဲ့တရက်ပင်ကိုင်းအောက်ဘက်ကိုတူးဆွနေခဲ့တယ်။တရောင်သာသာလောက်တူးပြီးရဲ့ချိန်မှာတော့ခွဲဆိုတဲ့အတန်နဲ့တူမြေအုပ်တလုံးကိုတိရဲ့အတန်ထွက်လာတာကြောင့်လက်နဲ့နှာပြီးစမ်းကြည့်လိုက်ရာအတန်သေးထူတဲ့မြေသားနဲ့ပြုတ်လုထားတဲ့အုပ်တလုံးထွက်လာခဲ့တယ်။ဒေါခင်ကြီးလည်းအိုးရာနဲ့အနောက်ကိုလည်းမကြည့်ပဲအိမ်မော်တက်လာတဲ့ချိန်တရက်ပင်ချီရင်ကနေတရှိရှိအောင်မြင်နေကြတဲ့မွေးတွန်တန်တွေကိုကြားခဲ့ရတယ်။အိမ်မော်ရောက်တာနဲ့ ရလာတဲ့အိုးကိုဆန်ဦးရဲထက်ကအဖုံးပိတ်ပြီးမနက်အလင်းရောင်ရတဲ့ချိန်ထိစောင့်ဆိုင်နေခဲ့လိုက်တယ်။မနက်အလင်းရောင်ရရနဲ့ဆန်ဦးရဲထည့်ထားတဲ့အရာကိုထုတ်ကြည့်လိုက်ရာရွှေကျဲသည့်လက်ကဆွဲကြိုးတချို့ကိုညီသားရင်းနဲ့အတူရောနှောနေရမြင်လိုက်ရတော့တယ်။ဒီလိုနဲ့ဒေါခင်ကြီးကိုလည်းနေချင်းညချင်းဆိုသလိုကြွယ်ဝလာပြီးလက်ရှိနေနေတဲ့ခြံဝင်းကနေပြောင်းရွှေ့ဖို့စီစဉ်ခဲ့ကြတယ်။ဒါအောင်မကျေနဲ့သူဟာကိုအေးတင်ခင်ကြီးရဲ့ငါတို့ပိုင်တဲ့နေရာလေးကွာဒီတိုင်းရောမရွှေ့နိုင်ပါဘူး။ တခြားသူတွေကိုရောင်းလာရင်ငွေပိုငွေရှံမထွက်လာဘူးလားမဖြစ်ဘူးရှင့်ကျမတို့ထိုက်တဲ့နဲ့အဖိုးအခပေးပြီးပြီမို့လားလူဆိုတာဂတိတင်ရတယ်ရှင့်မပြောဘူးဆိုတယောက်တည်းနေခဲ့ကျမတို့ကတော့ပြောင်းမယ်ကိုအေးတင်ကစိတ်ထဲအစာမကြေပေမဲ့ယာထားတဲ့ပစ္စည်းတွေကဘလောက်ရှိတယ်ဆိုတာသိချမသိသေးတဲ့အတွက်ဒေါခင်ကြီးကိုအချိုသက်ကအလိုက်တင်နေထိုင်ခဲ့တယ်တစ္ဆာနေနေရှိလာတော့ကိုအေးတင်ကအလုပ်ကိုမဲမဲရရမလုပ်တော့ပဲတောက်လိုက်စားလိုက်နဲ့ဖြစ်လာတယ်လို့ တားပြစ်သူမဦးကလည်းတထေးသားပုံစံနဲ့တုံဖြုံလာခဲ့တာနှစ်နှစ်အတွင်းရထားတဲ့ငွေတဝက်နီးပါးလောက်ကုန်သွားခဲ့တယ်ခင်ကြီးနင်တို့အိမ်လူငါမတည်ဘူးလားမတည်ပါဘူးသေးတယ်ရဲ့ဘာဖြစ်လို့လဲဘာမှမဟုတ်ပါဘူးငါသိစရာတယောက်ကဒီရွာမှာဓက်ခမ်းပွင့်မလို့နေရရွေးရနင်တို့အိမ်အဟောင်းနေရအဆင်ပြေရပြောလို့လာပြောတာအိမ်ငါးကောင်လည်းနင်တို့ပြောတဲ့ဈေးတက်နှစ်ဆပိုးပေးမယ်လို့ပြောတယ်သေးတဲ့စကားကြောင့်ဒေါခင်ကြီးမျက်နှာဝင်းငင်းနေဖြစ်သွားပြီးတော့ ငါတော့ငားကျင်ပါတယ်။ဒါပေမဲ့ရှုပ်ရှုပ်ရှက်ရှက်တွေဖြစ်မှစိတ်ပူလို့ပါ။ဘယ်အားရှုပ်ရမှာလဲ။ဆရာဖရာတရားသမားနောက်ပြီးစိတ်ထားလဲကောင်းပါတယ်။ဒီလိုလို့ပါ။ငါငားထားတာတက်ကိုအပြည့်ရောင်းကျင်တာဆိုတော့သူဟာဝယ်နိုင်လားဆိုတာအရင်မေးလိုက်။နေအတွက်လည်းပွဲကလည်းမနေစေရပါဘူး။ဒေါခင်ကြီးစကားကြောင့်သေးတယ်မျက်နှာပြုံးရွှင်ပြီးထွက်သွားခဲ့တော့လေ။တပတ်လောက်ကြာတော့အယံမြင့်မြင့်ဥပဒိယုတ်တန်းတန်းတဲ့လူတယောက်ဒေါခင်ကြီးတို့အိမ်ကိုရောက်လာပြီး ရခိုင်အိမ်ဟောင်းကိုဈေးအဆမတန်ပေးဝယ်သွားခဲ့တယ်။ဒီလိုနဲ့အိမ်ယောင်မီတလားလောက်ကြာတော့အိမ်မက်သေးကိုပိတ်ဖြူဝူအဖိုးရောက်လာပြီးလက်ညှိုးငေါငေါထိုးကခင်ကြီးနေရပေးထားတဲ့ကတိကိုဖျက်ခဲ့တာပဲ။ဒီနေ့ဒီချေရဆပြီးနင်တို့ပါပြပြငါနဲ့မဆိုင်ဘူး။အဲဒီလိုဒေါသတကြီးပြောပြီးပျောက်ွယ်သွားခဲ့တယ်။ဒေါခင်ကြီးနဲ့ကိုအေးတင်လည်းအိမ်မက်ကိုဂယုမဆိုင်ပဲအိမ်ယောင်လို့ရထားတဲ့ငွေတချို့နဲ့လက်ထဲရှိတဲ့ငွေတွေကိုပေါင်းပြီးလက်အေးကားတချို့ဝယ်ကစီးပွားရေးလုပ်ကင်ခဲ့ကြတယ်။ အကြီးခင်ကြီးအကြီးခင်ကြီးဘာကြီးအစ်တင်ပို့ထီလို့တဲ့သူရင်ကဖိုးအော်ရဲ့စကားကြောင့်ဒေါခင်ကြီးတယောက်ပြပြတလဲနဲ့ဆင်းလာပြီးဟမ်ဘမပို့ထီရလဲလေတရားနေအဲ့ရပြန်သုံးမြောင်းတယ်ဇက်နာမှာထိသွားတာဒုက္ခပါပဲမအူးရောသူ့ကိုလိုက်ရှာပြီးခေါ်ကြပါအောင်ဒေါခင်ကြီးတယောက်ဖနှက်တောင်မစည်းနိုင်မဲ့လိုက်သွားကြည့်ရလေကွင်းဆက်မှာတတိလိမိမျောနေရဲ့ကိုအေးတင်ကိုမြင်လိုက်ရတယ်ဆေးရုပ်ပို့ဖို့ပြင်ကြလေဒီတိုင်းရဲကြည့်နေကြတော့မှလား အေးခင်ကြီးစိတ်ကိုရှင်းလိုက်ပါဗျဘာကြီးအေးတင်အသက်မရှိရောဦးဒေါခင်ကြီးလည်းချက်ချင်းဆိုသလိုနှာခေါင်းဝါကိုလက်တွေကြည့်ပြီးတော့ခေါင်းထဲမိုက်ခနဲဖြစ်ကလဲကျသွားခဲ့တော့တယ်အိမ်ကောင်းရင်မြေကွက်လက်ကနေကြားလာရတဲ့မွေးတွန်တဲ့ကြောင့်ဆရာတေဝါကပတိစိတ်ကိုကြောင်ခနဲမိအောင်ဆွဲတင်လိုက်တယ်ဒီညာသူတို့ထွက်တဲ့နေ့ပဲတင်တယ်ခိုင်းထားတဲ့ကိစ္စတွေအကုန်လုပ်ပြီးပြီလားအဲဒီလိုပြောလိုက်တော့ကိုရင်ထဲကနေထုံဘူးကိုလှမ်းယူနေတဲ့လူက ဆရာပြောတဲ့အတိုင်းလုပ်ပြီးပါပြီ။음ဒီနေရာမှာသင်္ကန်းစုံနဲ့ထုတ်ထားတဲ့ယတနာတွေရှိရဲဆိုတာဘိုးတော်စေပွေပြောပြတာမှတ်မိရဲ့မို့လား။မှတ်မိရပါဘောဆရာရဲ့။ဒါကြောင့်ဆရာကဒီနေရာကိုမရမကဝဲခဲ့တာလေ။ငါလည်းမင်းတို့လိုတွေးပြီးဝဲခဲ့တာပဲ။ဒါပေမဲ့ဒီလာအတွင်းကတိလိုက်ရတာယတနာထုတ်ကနှစ်ထုတ်တောင်ရှိနေရဲဆိုတာပဲ။ပြားဘလို့ဟုတ်တယ်။ဒီမြေကျောင်းမှာရှိနေတဲ့ယတနာထုတ်ကဘာဘူးအဖိုးကြီးပိုင်တဲ့ပစ္စည်း နောက်ထပ်မြေကျောတစ်ခုမှရှိနေတဲ့ပစ္စည်းကဒီထက်ပိုများတယ်။ဒီမြေကျောတစ်ခုကသွေးကြောမြင်နေလို့ရှက်နေရတယ်မြင်ရတယ်။ဒီကောင်လေးကအဆူအဖွဲလိုက်နေရနော်။အနေရတော့များမယ်ထင်တယ်။အနေရများလဲလှုပ်တဲ့နာကိုလှုပ်ရမှာပဲမဟုတ်လား။မင်းလဲမကြခင်ထူးဆန်းတာတွေကြုံရင်ကြုံရမှာ။ဆရာဒေဝကစကားဆုံးတာနဲ့ယွန်းတကြတယ်မှာထည့်ထားတဲ့လက်ညှိုးအရွယ်ရွှေရောင်ဒုတ်တန်တချားကိုယူထုတ်ပြီးလက်သီးစုပ်တတရှိရဲ့ပုံကိုတီးပါလေရော။ ပုံသဏ္ဍာန်တစ်ပြေးပြေးမြန်လာလေးလေခေါင်းရင်းမြင့်ကွက်လက်ကနေမွေတွန်တန်းနေတစ်ပြေးပြေးကျဲလာခဲ့တယ်။မောင်သာထင်ရန်ပေါက်ကနေချောင်းကြည့်စမ်းဆရာဒေဝစကားကြောင့်မောင်သာကဟာနေရဲ့ထင်ရန်ပေါက်ကနေချောင်းကြည့်လိုက်ရာအရွယ်ဆုံးစိုက်စုံမှုရောက်တရဗပြင်းမြေတကားကနေရိတ်ထိုးလှောက်ရှားနေရမြင်လိုက်ရတယ်။အဘဘာနည်းနည်းနော်နော်အကောင်ရင်မဟုတ်ဘူးစရာဒီကောင်နေအိမ်မော်တက်လာရင်တော့မလွယ်ဘူးနော်။ဆရာဒေဝကမောင်သာစကားကြတော့ဘုံတေးသေးလေးရဲ့စောင်းဘက်ကို ရွှေရောင်တုတ်တန်နဲ့ခက်ဆက်ဆက်ခောက်လိုက်ခြင်းအေလီကားပေါ်ကနေတောင်ဝဲတောင်တောင်ထောက်ပြီးတက်လာတဲ့အတန်ကိုကြားလိုက်ရတယ်။မောင်သားတကားသွားပြေးလိုက်။သူတို့ရဲ့အဓိပတိရောက်လာပြီထင်တယ်။မောင်သားလည်းမင်းတုံးချထားတဲ့တကားကိုဖွင့်လိုက်တဲ့ချိန်မှာတော့မွေးဟောက်တကောင်မန်ပြင်းနေတဲ့ဟန်ထုစစ်ထားတဲ့တောင်ဝဲကိုထောက်ပြီးမျက်တောင်းနေနဲ့စိုက်ကြည့်နေတဲ့အဖိုးအိုတယောက်ကိုမြင်တွေ့လိုက်ရတယ်။မင်းတို့မို့မကြမယုံနဲ့ငါတို့နေရာကိုကျူးကျော်ရဲရတယ်လို့အဖိုးက မောင်သားကကြောင်မက်ဖွဲ့ကောင်းတဲ့မျက်နှာထားနဲ့ကြိမ်းမောင်းလိုက်တဲ့ချိန်ဆရာဒေဝကလက်ထရားပုံအောက်ချလိုက်ပြီးတော့အဖိုးကကျောင်းမိတ်ကိုမလွန်ဆန်နိုင်လို့ကိုယ်တိုင်လာတွေ့နေရတာမို့လားဒါကြောင့်ရန်လို့တဲ့စကားမပြောပါနဲ့ဗျကဲကဲအိမ်ပေါ်တက်ခဲ့ပါအောင်အဖိုးကဆရာဒေဝကိုစူးရှားတဲ့ကြည့်ရင်နဲ့ကြည့်ရင်အောက်သက်သက်နဲ့အိမ်ပေါ်တက်လာခဲ့လိုက်တယ်ကျုပ်ကိုခေါ်တာဘာကိစ္စလဲလူရင်းပြောကောင်းပြီလေအဖိုးကလူရင်းဆိုတော့ကျုပ်လည်းလူရင်းပဲပြောတော့မယ် ဒီအိမ်အောက်မှာသင်ကန်းစုံနဲ့ထုတ်ထားတဲ့ယရနာတွေရှိရဲဆိုတာကြုတ်တည်ရဲ့အဲ့ဒီယရနာထုတ်တရဗဒများမျက်ရှင်လက်စုကိုကြုတ်လို့ခြင်းနဲ့မရအောင်ကြုတ်ပေးလို့မရအောင်ကြုတ်ကိုတေးအောင်နှိမ့်ဆက်လဲကြုတ်မပေးဘူးပြက်သားစွာပြောလိုက်တဲ့အဖိုးကိုစကားကြောင့်ဆရာဒေဝမျက်နှာတင်းငနေဖြစ်သွားပြီးကြေးပြားပေါ်မှာရေးထားတဲ့အင်းတစ်ချက်ကိုလဝါနဲ့ရိုက်ကအဖိုးဘက်ကိုလှည့်ပြလိုက်တဲ့ချိန်ပိတ်ဖြူဝစ်ထားတဲ့အဖိုးအုပ်ရဲ့ရုပ်သွင်းကအဖြူရောင်အီယာမောင်းမွေးကြီးတစ်ကောင်ဖြစ်ပြောင်းသွားခဲ့တယ် အင်းပြစမကထွက်တဲ့ငွေမီအောင်ကျိုးတွေကငွေပြူကြီးရဲ့ကိုကိုတင်းတက်တင်အောင်ရစ်ပတ်ထားရာငွေကြီးမှနာကျင်လို့လို့တက်ဖူးဖူးနှောင်မုတ်ရုံးကန်လွလွနေခဲ့တယ်။ဆရာဒေဝကတော့နှုတ်ကနေမန်တန်လူလူဂါထာလူလူစာပိုက်ကိုအဆက်မပြတ်ယူရင်လူလူနေရငွေဖြူကိုစိုက်ကြည့်နေတဲ့ချိန်ချန်တကောက်အသားရတွန်းဖွင့်ပြီးဝင်လာတဲ့လူတယောက်ကိုအလင်းရောင်နဲ့မြင်လိုက်ရတယ်။ဆရာအိမ်ထဲကလူတယောက်ဝင်လာပါလားအနောက်ရှက်တော့စပြီးတင်တယ်။မောင်သားစကားကြောင့် ဆရာဒေဝါကမန်တန်ကိုစိတ်ပြအောင်မယူနိုင်ပဲမျက်လုံးကိုစောင့်ကြည့်လိုက်တဲ့ချိန်မွေတကောင်ကထုတ်တန်းပေါ်ကနေကျလာခဲ့တယ်။ဆရာစီးပေါက်ပြီတင်တယ်။အမလီအိမ်နောက်ဘက်မှာလည်းမွေတွေတက်လာပြီ။မွေတွေရရုပ်ချီးဆိုသလိုထုတ်တန်းနေတင်ရန်ပေါက်တရားနေတိုးဝင်လာခဲ့ပြီးတော့ဆရာဒေဝါနဲ့မောင်သားတို့ကိုတရှူရှူတရှဲရှဲပေါက်တက်ရန်ဟန့်ပြေနေရဲ့ချိန်ခြံထဲဝင်လာတဲ့လူကခက်တိတ်တီနဲ့အိမ်မော်ကိုတက်လာခဲ့တယ်။အိမ်မော်ရောက်တာနဲ့ဒေါသကြီးနေရဲ့မွေဖြူကြီးရှေ့တက်တဲ့ဥသွားပြီး ညာဘက်လက်ကိုထောင်ပြလိုက်ရာနာကျင်စွာလူလို့နေရဲ့မွေကြီးရရုတ်တရက်ငိတ်သက်သွားခဲ့တယ်။ကဲကဲအားလုံးကိုနေရကိုပြန်ကြ။တင်းတို့ဖို့ဘာမှမဖြစ်ဘူး။မကြခင်ပြန်ရောက်လာလိမ့်မယ်။သွားကြသွားကြ။နနေစိလူကအကောင်60လောက်ရှိရဲ့မွေအုပ်ကိုလက်တရရန်နဲ့မောင်းထုတ်လိုက်ချိန်မှာတော့ဒေါသကြီးနေကြတဲ့မွေတွေကလူစကားနားလေတဲ့အလားအိမ်ပြင်ဘက်ကိုအရှူရှူပြန်ထွက်ခဲ့ကြတယ်။အဲဒီတော့မှကျောင်းထဲတကြားပြစ်နေရဲ့ဆရာတပည့်နှစ်ယောက်ရဲ့ရှစ်တက်တဲ့မတ်တက်ရက်ပြီး လောကမှာကိုယ့်ဘက်ကအနာရရတယ်ဆိုတိုင်းနိုင်ပြီလို့တသက်မှတ်ထဲတွက်လို့မရဘူးအဲဒီလိုပြောလိုက်တော့ဆရာဒီဝါအန်ဦးကြိတ်ပြီးမင်းဘသူလဲငါတို့အလုတ်အောင်မြင်ကန်ကြီးကမှဘယ်ကနေရောက်လာခဲ့ရလဲကျုပ်ဘသူဆိုတာထက်ခမားတို့ဒီနေရာကနေအသက်ရှင်ရထွက်သွားနိုင်မှုကပိုအရေးကြီးပါတယ်ဒါကြောင့်စီရင်ထားတာတွေကိုကိုယ်တိုင်ဖြတ်ပြီးဒီကနေထွက်သွားကြပါဒီအယုအဖိုးခကျင်းဝေပေးပြီးတော့ဝှဲ့ထားတာဒါကြောင့်မသွားနိုင်ဘူးကောင်းပြီလေ မတော်ဘူးဆိုလဲတင့်တက်ထားတဲ့ပညာနဲ့ဒီမွေတိုက်ကိုထိမ့်ကြည့်ပေါ့မျက်နှာစိလူကနှက်ခမ်းပြားလေးတွုံယုံရဲလိုက်ပြီးချုံနောက်ထားတဲ့အရာတွေကိုလဝါးဆောင်နဲ့ခုတ်ချလိုက်ရာအင်းပြစမကအပေါ်တထွာလောက်ခုတ်တက်သွားခဲ့တယ်တင်တော့ကမယိုးဖျောက်တဲ့စိတ်နဲ့ဒီအိမ်ကိုရယူခဲ့တာဆိုတော့ကျုပ်လည်းရတဲ့အနေနဲ့ထွက်သွားအောင်လုပ်ရမှာပဲအဲဒီလိုပြောကအုံခံနဲ့ဂါရာတပုတ်ကိုယူလိုက်တယ်ဆိုရင်ပဲငြိမ့်သက်သွားတဲ့မွေတုံတန်ကြီးကတမဟုတ်ချင်းပြန်ထွက်လာခဲ့တယ် အင်းပြားစီရင်ကြောင့်ချုံနောက်ခံထားရတဲ့မွေးဖြူကြီးကလည်းဒေါသတကြီးနဲ့ပြင်းထောင်ပြီးဆရာဒီဝါတို့နှစ်ဦးကိုစိုက်ကြည့်နေတယ်လို့ဘယ်ကနေဘလို့ရောက်လာမှမသိရဲ့မွေးဟောက်တရားလည်းပြင်းနေအုံမူကအစီရင်ဝင်လာခဲ့ကြတယ်ဆရာဒီဝါကသူ့မှရှိရဲ့ပညာနဲ့မွေးတွေကိုမောင်းထုတ်ပေမဲ့တင်တဲ့လောင်းဖြစ်မလာတဲ့အတွက်နောက်ဆုံးမှာတော့မျက်လုံးစုံမိကမွေးတွေမွေးတွေတက်လာနေပြီလောက်ကြပါဦးအမလီကြောက်ပါပြီဗျဆိုပြီးတော့အော်ပါလီရောဒါဖြစ်စက်နေအောင်ပါလား မနေရောပါဘူးရတဲ့စင်းနဲ့ရောင်ပြီးသွားပါတော့မယ်ဆရာဒီဝါနဲ့တပည့်ဖြစ်သူလဲကျောင်းလက်တကြားနဲ့ဂတိပေးပြီးရဲ့ချေရောက်မှညနေစိမ့်လူကဒေါသထွက်နေရဲ့မွေတွေကိုကြည့်ကမြစ်တာပို့ပြီးလာရအရက်ကိုပြန်ခိုင်းခဲ့တယ်မွေပြူအပြည့်အယုတ်ပြောင်းထားတဲ့အဖိုးကတော့အိမ်မော်ကစင်းကန်ဒီမှာတကားအမီးနဲ့ဖြောင်းကနေမိအောင်ရိုက်ချိုးပြီးရှော်ကနေစင်းကပျောက်ကွယ်သွားခဲ့တယ်။နောက်တနေ့မနေ့အရာမှာတော့ဆရာဒေဝါတို့ဆရာတပည့်နေရအထုပ်တွေအဖိုးတွေနဲ့ပြန်ပြေးသွားခဲ့တယ်လို့ ဒေါ်ခင်ကြီးတယောက်လည်းလင်ပြည့်သူဆုံးမသွားပြီးရာညာဘက်အိပ်ပျော်ဟာနဲ့အိမ်မက်ထဲမှာပပင်းတကောက်ကနဲ့ငွေဟောက်တွေလိုက်ပေါက်တာကိုနေစဉ်ရဆံမြင်မှတ်နေခဲ့တယ်။တနေ့မှတော့ဂျန်ဝင်းနဲ့ဦးအယံမြင့်မြင့်မျက်နှာအတွေ့တွေ့ဥပဒိရုပ်ကောင်းကောင်းလူတယောက်ဝင်လာပြီးတော့ဒေါ်ခင်ကြီးဆိုတာများလားဟုတ်ပါတယ်။ဘာကိစ္စရှိလို့လဲ။ကိုလုံခဲ့တဲ့အပြစ်တွေကိုသိရဲဆိုရင်နွားတို့တန်တန်တအူအမွေးနဲ့သားတွေနဲ့ပြန်တောင်းပန်လိုက်ပါ။ဒီလိုမှမဟုတ်ရင်တအိတ်လုံးဒုက္ခရောက်ကြနိုင်မယ်။ မောင်ရင်ကဘသူမို့လို့ဒီလိုစကားတွေလာပြောရလဲကျောက်ဘသူဆိုတာအရေးမကြီးပါဘူးပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်အသက်ပေးရနေလွတ်ပါလိမ့်မယ်ဒေါခင်ကြီးလည်းတခါမှမမြင်ဘူးတဲ့လူရဲ့စကားကိုအလေးမထားဟန်နဲ့အင်တင်တင်လုပ်ပြီးအိမ်မော်ကိုပြန်တက်လာခဲ့လိုက်တယ်။တပ်ပါတိဝိတာဇာတိနဲ့အစာချီပြီးရုဖတ်နေတဲ့ခန္ဓာတုတ်တော်ဟာကြွားပြင်းစရတဲ့ရနေကြီးနေစွာထွက်ပေါ်လာခဲ့တယ်။ရုနေရင်ဇေယပေါ်တက်လာတဲ့အတန်းကြောင့်ရုနေတော်ရက်ပြီးလှည့်ကြည့်လိုက်ရအောင် မျက်နှာတစ်ခုလုံးနှီးကျင်ကျင်ဖြစ်နေပြီးမျိုးလုံးတွေကနေအခိုးငွေတွေထွက်နေတဲ့အဖိုးတရားကိုမြင်လာရတယ်။ဆရာလေးကူညီလို့ကျုပ်ရဲ့အတိုင်းမြုံလေးပျက်စီးခြင်းပေးရနေကင်းလို့ခဲ့ရပါတယ်။ဒီအတွက်ဆရာလေးကိုကျေးဇူးတင်ကြောင်းလာပြောတာပါ။ကျေးဇူးတိတက်ခြင်းကမင်္ဂလာတပါးပါပဲဗျ။ဒါနဲ့အတိုင်းမြုံကိုဘာကြောင့်လူနေအိမ်ကြီးတွေနားကနေမရွှေ့မပြောင်းကြတာလဲ။နေမပြည့်သေးတဲ့အတွက်ရွှေပြောင်းလို့မရသေးတာပါဆရာလေးဒီအတွက်လေသူတို့တွေကိုလူတွေနဲ့လာရောကြီးထွေဖြစ်အောင်နေဖို့ဆုံးမခဲ့တယ ဒါမဲ့လူတွေကဂတိမတီးကြအောင်နောက်ဆုံးတောင်းပန်ရမယ်ဆိုတာဟုတ်လားမတီးကျုံုံပြုခဲ့တာဆရာလေးအမြင်မဲမို့လားစိတ်လျှော့ပါအဖိုးသူ့ပြင်းနဲ့သူ့လန်းသူသွားပါလိမ့်မယ်ဟုတ်တာပေါ့သူ့လန်းသူသွားရမှာပေါ့ဆရာလေးရဲ့သူ့လန်းသူသွားရမှာပေါ့အဖိုးကခေါင်းတချင်းညိမ့်နဲ့ပြောရင်ဇရက်ဘဝနေထွက်သွားချိန်မှာမိမတယောက်ရဲ့နာကျင်စွာအော်ဟစ်တဲ့တစ်ချက်ထွက်လာခဲ့တယ်။မကြာခင်ရွာထဲမှာလူတချို့ရေကြီးတုပ်ပြာနဲ့ပြေးလွှားနေတဲ့အတန်းတွေပြင်ဝမ်းကောင်းတန်နဲ့လှိုက်ခနေ ရီမောနေတဲ့အတန်းလေးကိုပါကြားလိုက်ရတယ်။အာယုတ်တက်ချိန်ရောက်မှတော့အလင်းရောင်ပြောင်းဆုံးနေတဲ့မောင်ကြီးမဲမဲထဲမှာလူတစ်ယောက်ကတွေ့ရွေ့ရွေ့ထွက်သွားခဲ့တယ်။သူ့ရဲ့နောက်မှာတော့အမြတ်တော်သားတွေလောဘတွေလွှမ်းခြုံနေတဲ့ရွာကတော့မှိန်ပြစွာကြံရင်လျက်ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာဂျာမညရေးသားထားတဲ့အောင်မြတ်တာနဲ့မွေဟောက်တိုင်းဆိုတဲ့ဇလန်းကတော့ဒီမာရီမဲပြီးဆုံးပါပြီရှင်။ဇလန်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။